င် S ပေါင်းလိုက်များချင် S ပေါင်းလိုက်ပေါ့နော်အဲ့လိုပြောတာကဟိုးကလေးငငယ်လေးတွေအထိပဲမှန်တယ်အတန်းတွေကြီးသွားတဲ့ခါကျရင်မမှန်တော့ဘူးအဲ့တော့များချင်တိုင်း S ပေါင်းလို့မရဘူးအခုဒီမှာ Y နဲ့စုံတဲ့စလုံးလေးတွေကို BODY body city เนาะအကောင်လုံး Y နဲ့စုံတဲ့စလုံးလေးတွေရေးထားတယ်အဲ့ဒီ Y နဲ့စုံတဲ့စလုံးလေးတွေကိုများချင်တဲ့ခါသွားပြီးတော့အခုလိုမျိုး S ပေါင်းလိုက်တယ် S ပေါင်းလိုက်တယ်ဆိုရင်အဲ့ဒါမှားပြီ အဲ့ဆိုရင်ဘယ်လိုလုပ်ကြမလဲဝိုင်းနဲ့စုံတဲ့စလုံးလေးတွေဆိုရင်အိုင်နဲ့စုံရင်ဒတိထားဝိုင်းရဲ့ရှေ့ကိုလှမ်းကြည့်လိုက်ဥပမာအခု B O D Y body ဆိုတဲ့စလုံးဆိုရင်ဝိုင်းနဲ့စုံနေတယ်ဝိုင်းနဲ့စုံတဲ့အတွက်ဝိုင်းရဲ့ရှေ့ကိုလှမ်းကြည့်လိုက်ဝိုင်းရဲ့ရှေ့ကိုလှမ်းကြည့်လိုက်တဲ့အခါမှာဟောဒီမှာ D ဖြစ်နေတယ်နော် A E I O U ဆိုတဲ့ D vowel ပေါ့နော်တရ ငါးလုံးနဲ့တလုံးမှမပါဘူးဒီဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့ဒီ wine ကြီးကိုဖြုတ်ပြီးတော့အိုင်ပြောင်းရတယ်နော် wine ကိုဖြုတ်ပြီးတော့အိုင်ပြောင်းရတယ် wine ကိုဖြုတ်ပြီးအိုင်ပြောင်းပြီးမှ es ပေါင်းရတာနော်အဲ့ငငယ်တော့ဆိုတင်ရပါတယ် wine ကိုအိုင်ပြောင်း es ပေါင်း wine ကိုအိုင်ပြောင်း es ပေါင်းတယ်အဲ့လိုမျိုးတင်ရတယ်ဒါပေမဲ့ဘာဖြစ်လို့ wine ကိုအိုင်ပြောင်းပြီးတော့ es ပေါင်းရတာလဲဆိုတာကိုရှင်းပြတာနော်အဲ့တော့ wine ရဲ့ရှေ့မှာ a e i o u နော် A E I O U ဆိုတဲ့ vowel တရရမရှိလို့အဲ့ဒီမရှိတဲ့အတွက် y ကို i ရောင်းပြီးတော့ es ပေါင်းရတာရမယ်နော်ခရဲ့ရှေ့ကိုလှမ်းကြည့်လိုက် y ရဲ့ရှေ့မှာ a e i o u မရှိတဲ့အတွက် y ကို i ရောင်းပြီး es ပေါင်းမယ် b o d i e s buddies ရမယ်နော် city ဆိုလဲအဲ့လိုပဲ y ကို i ရောင်းပြီးတော့ เนาะတီတီပဲ wine လေးကိုအိုင်ပြောင်းပြီးတော့ es ကလေးပေါင်းလိုက် story story ဆိုလဲအဲ့တိုင်းပဲအဲ့တော့ s t o r i e s ရမယ်နော်နောက်တော့ flying ရင်ကောင်ပေါ့နော် flying ကတော့ရင်ကောင်ဆိုရဲနောင်းလဲရသလိုပြန်သည်ဆိုရဲ buff 1လဲရတယ်ဒါပေမဲ့ဒီနေရာမှာတော့ပြန်သည်မဟုတ်ဘူးပေါ့နော်နောင်းကြောင်းတင်နေတာဆိုတော့ရင်ကောင်လို့ပဲယူဆလိုက်မယ်အဲ့တော့ရင်ကောင်များလို့လုံးချင်တယ်ဆိုရင် wire ရှိကိုလှမ်းကြည့်လိုက် wire ရှိမှာ eiu မဟုတ်တဲ့အတွက် wire ကို i ပြောင်းပြီးတော့ကြတော့ es ပါလိုက်တာ flies နောက်တစ်ခါ baby ဝိုင်းနဲ့စောင်းနေတဲ့ဝိုင်းရဲ့ရှေ့ကိုလှမ်းကြည့်လိုက်ဝိုင်းရဲ့ရှေ့မှာ b ဖြစ်နေတယ်ဒါကြောင့်မို့လို့ b a b i e s babies ်နောက်တော့ family မိသားစုဆိုလည်းအဲ့အတိုင်းပဲ wine နဲ့ဆုံးနေတဲ့အတွက်တတိထား wine ရဲ့ shape ကိုလှမ်းကြည့်လိုက် wine ရဲ့ shape မှာ a i o u မဟုတ်တဲ့အတွက် wine ကိုအိုင်ပြောင်းပြီးတော့ es ပေါင်းမယ် f a m i l i e s အဲ့တော့ wine ရဲ့ shape မှာ a e i o u မရှိဘူးဆိုရင် wine ကိုအိုင်ပြောင်းပြီး es ပေါင်းရတယ်ဆိုတော့ wine ရဲ့ shape မှာ a e i o u ရှိတဲ့အခါကျရင်ဘယ်လိုလုပ်ရမလဲ why ရရှိမှာ a i o u ရှိတဲ့ခါကျရင်တော့ဘာမှလုံးစရာမလိုဒီတိုင်းလေး s ကလေးပဲပေါင်းလိုက်ရုံပဲ ကြည့်အောင်အခုပေးထားတဲ့စလုံးတွေအကုန်လုံးက Y ရဲ့ရှေ့မှာ AEIOU ရှေ့တဲ့စလုံးတွေကြီးပဲနော် Y ရဲ့ရှေ့မှာ A Y ရဲ့ရှေ့မှာ E Y ရဲ့ရှေ့မှာ E Y ရဲ့ရှေ့မှာ A Y ရဲ့ရှေ့မှာ E အဲ့တော့ Y ရဲ့ရှေ့မှာ AEIOU ရှေ့တဲ့စလုံးတွေကြီးပဲအဲ့ဒါဆိုရင်တော့ကိုကဘာလုပ်ရမလဲနော်ဥပမာ day ဆိုရင်နေ့နေ့များလို့ပြောခြင်းတယ်ဟာ Y နဲ့စုံးနေတယ် Y နဲ့စုံးနေတယ်ဆိုပြီး Y ကို I ပြောင်းပြီး ES ပေါင်းကြမလို့ဘူးဘာဖြစ်လို့လဲဆိုတော့ Y ရဲ့ရှေ့မှာ A ဆိုတဲ့တရရှိနေတယ် power ရှိနေတယ်အဲ့ဒီတော့မလုံးစရာမလိုဘူး day 1 day ကို s ကလေးပဲပေါင်းလိုက်ရုံပဲရမယ်နော်နောက်တစ်ခါ key top နောက်တော့ရင်းများကြီးလို့ပြောချင်တယ်အာ why နဲ့ဆုံးနေရပဲ why on i down yes ပေါင်းလို့ကြားဘူးတယ်ဆိုပြီးတော့သွားပြီးတော့ why ကို i ပြောင်းပြီး yes ပေါင်းစရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ why ရဲ့ရှေ့မှာ e ဆိုတဲ့တရားလေးရှိတယ်ဒီအတွက် s ကလေးပဲပေါင်းလိုက်ရုံပဲ key top များပေါ့ နော်နောက်တစ်ခါကျရင် monkey monkey ဆိုတာမြောက်ပေါ့မြောက်များလို့ပြောစင်တယ် y နဲ့စုံနေလို့ဆိုပြီး y ကို i ပြောင်းပြီး es ပေါင်းစရာမလိုဘူး။ဒါဖြစ်လို့လဲဆိုတော့ y ရဲ့ရှေ့မှာဟောဒီမှာ e လေးရှိနေတဲ့အတွက် s ကလေးပဲပေါင်းလိုက်ရုံပဲ။ဒါမြင်နော်။အဲ့ဒီမှာ way နီလန်းပေါ့နော်နီလန်းလည်းရတယ်သူကခရီးလန်းလည်းရတယ်။အဲ့တော့နီလန်းများလို့ပြောစင်တယ်ဆိုရင်လဲ y ရဲ့ရှေ့မှာ a ရှိနေတဲ့အတွက် s ကလေးပဲပေါင်းလိုက်ရုံပဲ။ valley valley ဆိုတာကတော့တောင်ကြားလို့ပြောတာပေါ့နော်။အဲ့တောင်ကြားတွေအများကြီးလို့ပြောစင်တယ်ဆိုရင် valley y ရဲ့ရှေ့မှာ e ရှိတဲ့အတွက် s ကလေးပဲပေါင်းလိုက်ရုံပဲ။ ရမယ်နော်အဲ့တော့ wine ကိုတွေ့တိုင်း wine ကိုဖြုတ်ပြီးတော့ IES ပေါင်းစရာမလိုဘူး wine ကိုတွေ့ရင် data wine ရဲ့ရှေ့ကိုလှမ်းကြည့်လိုက် wine ရဲ့ရှေ့မှာ AEIOU မရှိဘူးဆိုမှ wine ကို I ပြောင်းပြီးတော့ ES ပေါင်းရမှာ wine ရဲ့ရှေ့မှာ AEIOU ရှိတယ်ဆိုရင်တော့ဒီတိုင်းလေး S ကလေးပဲပေါင်းလိုက်ရုံပဲရမယ်နော်